မင်္ဂလာပါရှင်ကျမကတော့ဒေါက်တာအီပရတီကကျန်းမာရေးနဲ့စိတ်ပညာဆိုင်ရာဘုဒ္ဓတရားတွေကိုမျှဝေပေးနေတူဖြစ်ပါတယ်ဒီဗီဒီယိုလေးထဲမှာတော့ကျမတို့ကဒီပစ္စည်းတွေမလိုဘဲနဲ့ကလေးတွေကိုစာကြက်ချင်အောင်လို့ဘယ်လိုမျိုးကူညီပေးကြမလဲဆိုတာလေးပြောပြပေးထားတာဖြစ်ပါတယ်ကျမတို့ကကလေးတွေရဲ့စာကြက်တဲ့အခါမှာစိတ်လိုလေရာစာကြက်စီဟိုအတွက်သူတို့ရဲ့ memory တွေပေါ့နော်လောက်ဆောင်ပုံတွေကိုကျမတို့ကတည်ထားဖို့လိုအပ်ပါတယ် ကျမတို့ရဲ့မှတ်ညံနေတာဘယ်လိုလုံးလုံးကြလဲဆိုရင်ကျမတို့မှာမြင်နေကြားတယ်เนาะအနံ့အရသာရှိတယ်အထီးတွေ့ရှိတယ်ဒီຢာတွေ sense ပေါ့ sense ကနေစပြီးတော့ကျမတို့ကသိလိုက်တယ်စာဆိုလည်းအဲ့လိုပဲเนาะဆီယမားတွေစာတင်လိုက်တယ်မြင်လိုက်တယ်ကြားလိုက်တယ်ဒါပေမဲ့ကျမတို့ကအဲ့ဒါကို accept လုပ်လိုက်မယ်လက်ခံလိုက်မယ်မဟုတ်လို့ရှိရင်ဒီစာတွေကဘာဖြစ်သွားမလဲနေဝင်လာလိုက်ထွက်သွားလိုက်เนาะအဲ့လိုဖြစ်သွားမှာဘာလဲဝင်လာလိုက်မယ်ထွက်သွားလိုက်မယ် memory မှာမကြံဘူးကို accept လုပ်လိုက်တော့မှအဲ့ဒီ ် accept လုပ်လိုက်တဲ့ဟာခေါင်းထဲကိုစဝင်လာပြီအဲ့ဒါကတော့ sensitivity sensitivity ကလှုပ်ဆောင်တာပေါ့နော်နောက်တစ်ခုသိထားရမှာတော့ကျမတို့မှာ short memory လေးရှိတယ် short memory ဆိုတာကျမတို့ခရီးတစ်ခုသွားမယ်ဒီကားကိုကျမတို့ကမှတ်ထားမယ်ဒီကားပေါ်ကျမတို့ပြန်တက်ရမယ်ဆိုအဲကားနံပါတ်ကိုမှတ်ထားတဲ့အခါမျိုးလေးတွေဒါမှမဟုတ်ရင်ကိုယ့်ရဲ့အလုပ်ရှင်ကဒါလေးလှုပ်ထားလိုက်ဆိုပြီး instruction ပေးတဲ့အခါမျိုးတွေအဲ့ဒီခါတွေမှာကျမတို့ကဟို လောင်းတန်းမဟုတ်ဘောเนาะရေတိုလေးမှတ်လိုက်မယ်မှတ်ညံကိုကျမတို့ကဒါ short memory လို့ခေါ်တယ်အငါးစီးလာဘာရောင်ဘာကာဟုတ်လားအဲ့လို short memory တွေကိုမှတ်တော့မစင်ကျမတို့ကခွဲပြီးမှတ်တယ်ဗောကိုစီးရက်က 2r 2g လို့ဆိုရင်အဲ့လိုတက်တက်မှတ်တယ်နောက်ကခဏအောင်တက်တက်မှတ်တယ်အဲ့လိုမျိုးခွဲခြားပြီးတော့မှတ်လို့ရှိရင်ကျမတို့ကအလုပ်လုပ်လို့ရတယ်။ walking memory short memory လေးရတယ်ပေါ့နော် ကလေးတွေအနေနဲ့ဆိုရင်လည်းဒီတင်ချာတွက်တဲ့အခါမှာပုံစံတစ်ပုဒ်ကိုစဉ်းစားရဲတွက်ချက်တယ်ဆိုတဲ့အခါမှာ short memory နဲ့ပဲလှုပ်ဆောင်သွားတာဖြစ်ပါတယ်။ short memory ကောင်းမှုဆိုရင်ကျမတို့ကတွေးဖို့တော့ဖို့အချိန်လေးထားပေးဖို့လိုတယ်ပေါ့နော်။ဘယ်ပညာရပ်ဆိုသင်ကြားတဲ့အခါမှာဆရာတွေအများကြီးများနေလို့မရဘူး။ကျမတို့ငငယ်တွေကရှိတယ်။နော်ဆရာ၉ယောက်အာကလေးကိုဝိုင်းတင်တယ်ကလေးကတကားကြတဲ့ပုံနေရတယ်ဆိုတာမျိုးတွေနော်။ ဟိုမိဘတွေတက်စီချင်လို့ပေးတယ်ဒါပေမဲ့မိုးရေအခန်းနဲ့ခွက်တီလို့ပဲကျမတို့လက်ခံနိုင်တဲ့ပမာဏကပဲလက်ခံနိုင်တာဖြစ်တယ်အဲဒါကြောင့်မလို့အဲကိုသားသမီးရဲ့လက်ခံနိုင်တဲ့ပမာဏနဲ့ကိုပေးမဲ့ပမာဏကိုမိဘတွေအချိန်စတက်ဖို့လိုတယ်ကျမတို့ရဲ့ဒီမှတ်ညံနေတာစာအုပ်စင်လို့ပဲကျမတို့စာအုပ်စင်တွေမှာနော် ကတ်တွန်းစာအုပ်တွေထားမယ်ဝတ္ထုစာအုပ်တွေထားမယ်စုံတောက်စာအုပ်တွေထားမယ်အဲ့လိုမျိုးကျမတို့ကစီရီးပြီးတော့ပြန်ထည့်ရတယ်အဲ့လိုပဲကျမတို့ memory တွေကကျောင်းကနေတင်ကြားလိုက်တာလည်းဖြစ်ဖြစ်เนาะပြင်ပကနေတင်ကြားလိုက်တာပဲဖြစ်ဖြစ်တင်ကြားလိုက်တာလေးတွေကျမတို့အစီရီးလေးပြန်ပြီးတွေးပြီးထည့်ရတယ်အဲ့ဒါကိုကျမတို့ self study လို့ခေါ်တာပေါ့နော်အဲတချို့ကလေးလေးတွေကဒီ self study မရကြဘူး learning 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 ချိန်လုံးလုပ်နေတဲ့အခါမှာလိုချင်သလောက် target ကိုမရတာရှိတယ်။ဒါကဉာဏ်ရည်ကောင်းတာမကောင်းတာနဲ့မဆိုင်ဘူး။ technique မှားနေရပါတော့နော်။နီလန်းမှားနေရပါတော့ ခုန short memory ထဲမှာပါသေးတာဒီစာမေးပွဲမှာဖြေတဲ့အခါမှာအမှတ်ရကြစောနဲ့နော်တငယ်ချင်းကိုမေးလိုက်တာလေကူးချလိုက်တာလေအဲ့ဒါကြီးရယ် short memory ပဲအလုံးလုံးလိုက်လို့ရယုံလေးပဲပေါ့နော်လက်တွေ့ဘဝအတွက်ပါဝါမဲ့အနေထားမှာမရှိနေဘူးဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့ memory ကတိုတိုလေးရေတိုလေးဖြစ်နေရေတို memory ကနေပြီးရောရေရှည် memory ရေရှည်မှတ်ညံနေရဖို့ဆိုရင်ဘာတွေလုပ်ရမလဲရေရှည်မှတ်ညံတွေကိုရဖို့ဆိုရင်ကျမတို့ကရေတို့မှတ်ညံတွေကို တက်ကတက်ကလုပ်ပေးဖို့လိုတယ် repeated ပေါ့နော်စာဆိုရင်လည်းခဏခဏနှွေးဖို့လိုတယ်အဲ့လိုနှွေးတဲ့အခါမှာလေကျမတို့ technique လေးလေးနောက်မှပြောပြပေးသွားမယ်နော်ဒီ short memory ကနေပြီးရောရေရှည် long memory ကိုသွားတဲ့အခါမှာ general knowledge တွေလည်းပါတယ်ဒါကတော့ကျမတို့ကအဲအစာစားတဲ့အခါမှာပဲဖြစ်စေဟင်းချက်တမင်းချက်ချက်တဲ့အခါတွေမှာပဲဖြစ်စေနော်ဟင်းတစ်ခုဆိုရင် စားပါရမယ်နော်အဲ့လိုမျိုးလေးတွေမှတ်သွားတဲ့ memory လေးတွေကဒါ generally ပဲလုံနေကြရည်ဘူးရအောင်ပဲထည့်ပြီးတော့တွက်သွားတဲ့အခါမှာလည်း ရေရှည် memory ကိုရတယ်ကျမတို့ဟင်းစချက်ပြီးဆိုရင်ဟင်းချက်တက်သွားပြီဆိုရင်ကျွန်တော်တို့အသက်ကြီးရဲ့အထိမမေ့တော့ဘူးအဲ့ဒါတွေကဒီ general နဲ့တွဲပြီးတော့သွားတာရေဝီရအပြင်တွဲသွားတဲ့ memory တွေပေါ့နော် ရေရှင်မညံရစေဖို့နောက်တစ်ခုကကျတော့ episodic memory လို့ခေါ်တယ်။ဒါကတော့ကိုယ့်ရဲ့အတွေ့အကြုံတွေနဲ့တွဲမှတ်တာပေါ့။ကိုယ့်ရဲ့အတွေ့အကြုံတွေနဲ့တွဲမှတ်တယ်ဆိုတော့လူတယောက်ကိုမြို့နဲ့တွဲမှတ်တာ၊လူတယောက်ကိုသချင်းတစ်ပုဒ်နဲ့တွဲမှတ်တာ၊လူတယောက်ကိုအနတ်သက်နဲ့တွဲမှတ်တာ။အဲ့ဒါတွေကဘာဖြစ်လဲဆိုရင်အဲ့မြို့ပြောင်းတဲ့အခါနော်အဲ့သချင်းကိုပြင်ကြတဲ့အခါအဲ့ရင်းနှက်လေးကိုပြင်ရလိုက်တဲ့အခါအဲဘာဖြစ်တတ်တယ်ဆိုလားနော် အဲ့ဒါဘာဖြစ်လို့လဲ long memory ရပါတာကျမတို့ကနော်မှုခင်းနေပါတယ်ဖြစ်တယ်ဆိုရင်ဒီမှုခင်းဖြစ်တဲ့အချိန်မှာဘာရနဲ့လေးရလိုက်လဲသူရစကြောင်းနော်အဲ့လိုမျိုးလေးပေါ့အဲ့လိုအနက်အသက်နဲ့တွဲမှတ်တာမျိုးတွေဒါတွေကကျမတို့ရဲ့ long memory ကိုတည်ဆောင်သွားတာကြီးဖြစ်တယ်ဒီရှင်မှတ်ညံကိုတည်တတ်စေတဲ့နောက်တစ်ခုကတော့ practicing ပဲနော်လက်တွေ့လှုပ်ဆောင်ကြည့်ရမယ်ကျမတို့ငငယ်တော့ကလောက်ရတဲ့ practical တွေအခုကလေးတွေလောက်ရတဲ့ practical တွေဒါတွေအကုန်လုံးကဆရာဆရာမရဲ့လေ့ကျင့်ခိုင်းနေဆိုတာကဒါမှတ်ညံပို့ပြီးတော့တိုးတက်ရရှိသွားဖို့ဖြစ်တယ်ပေါ့နော် နောက်အိမ်မှာလုပ်လို့ရတဲ့ practical လည်းရှိတယ်။နော် practical ဆိုတာနဲ့ဒီဓာခွဲခန်းတွေဓာခွဲခန်းပစ္စည်းတွေရှိမှာမဟုတ်ဘူး။ကိုယ့်အိမ်မှာလည်းဒီ skill step ကိုစာတွေကိုဖတ်တဲ့အခါမှာရေးဖတ်ခိုင်းတာမျိုးချတွက်ခိုင်းတာမျိုးနော်။ဟို practice လုပ်ခိုင်းရမယ်။ရေရှည်မှတ်ဉာဏ်တွေကိုထပ်မံပြီးတော့ကျမတို့ကလေ့ကျင့်ရင်းနဲ့ကြွကျင်တဲ့အဆင့်တစ်ခုရောက်သွားတယ်ပေါ့နော်။အဲ့ကြရင်တော့ကျမတို့က automaticity လို့ခေါ်ဝါးပြီပေါ့နော်။ လုပ်ငန်းဆောင်တာတခုကိုကျန်း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 လုပ်နိုင်သွားပြီပေါ့ကလေးတွေကလည်းဒီလိုစာလေးလာတဲ့နေရာမှာလေးလာတဲ့နည်းလမ်းတွေသိပြီးတော့ကျန်း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 နဲ့စာလေးလာခြင်းကိုတက်ကြွသွားပြီဆိုရင်တော့ဒါ automaticity ရသွားပြီပေါ့စာကြက်တဲ့နေရာမှာ automaticity ရသွားတဲ့ကလေးတယောက်ကသူကြည့်ရမယ့်အချိန်ကိုလည်းသူသိသွားပြီသူ့ဘာသူလေးလာတတ်သွားပြီပေါ့နော် substitute တွေရသွားပြီအဲ့ခါကျရင်မိဘတွေအနေနဲ့ကိုယ့်ရဲ့လုပ်ငန်းဆောင်တာတွေကိုလည်းဖြောင်းဖြောင်းတန်းတန်းနဲ့လုပ်ကင်နိုင်သွားပြီပေါ့နော် automatic steer ရရဲဆိုတာဒီကားမောင်းတက်တဲ့သူဆိုလို့ရှိရင်လေကိုကားမောင်းခါစားတော့ခက်ခဲဒါပေမဲ့နောက်ပိုင်းကျတော့တဖြည်းဖြည်းနဲ့လေ့ကျင့်ရင်လည်းကျွမ်းကျင်သွားတယ်ကိုယ့်ရဲ့ general knowledge တွေပေါင်းထည့်မယ်ကိုယ့်ရဲ့အတွေ့အကြုံတွေ episode တွေပေါင်းထည့်မယ်ပြီးရခါမှာခဏခဏလေ့ကျင့်ရင်လည်း practice တွေလုပ်မယ်ကျွမ်းကျင်သွားပြီဆိုလို့ရှိရင်ဒီကားမောင်းနေနေလည်းကိုကအထွေထူးအဲ့ဒါယူအလုပ်တစ်ခုလို့မမြင်တော့ဘူးကားမောင်းနေနေလည်းတချင်းသားထောင်လို့ရတယ်ကားမောင်းနေနေလည်းဘေးကနေတရားရောက်ကကျွေးလို့ရှိရင်စားလို့ရသေးတယ်ဒါကို automatic steer လို့ခေါ်တယ်ကိုလုံးနေရဲ့လုပ်ငန်းဆောင်တာကိုကျွမ်းကျင်သွားပြီပေါ့နော် learning မှာလည်း substory ရသွားရဲဆိုတဲ့ကလေးတွေက automatically ရသွားတာဖြစ်ပါတယ်ကလေးတွေကသူ့ဖတ်သူစာလေးလာစီဖို့ဆိုလို့ရှိရင်သူစာဖတ်နေတဲ့အချိန်မှာသူစာဖတ်ဖို့အတွက်နေရာတည်တံ့ရှိရမယ်ပေါ့နော်အိမ်ချင်းကြီးကျဲသည့်အဓိကမဟုတ်ဘူးသူစာဖတ်ဖို့အတွက်တသက်ရဲ့နေရာလေးရှိနေရမယ်နောက်တစ်ခုကကြတော့ဒီတန်ဆူညံမှုတွေမရှိတဲ့နေရာလေးဖြစ်ရမယ်စာကြက်တဲ့စပွဲတော့ရှိနေတယ်တယ်လီဗီရှင်းအားကြီးမှာဆိုတော့အဆင်မပြေနေဘူးပေါ့နော် ။နောက်ကတော့အချိန်ပေါ့။တချို့ကလေးတွေကကြတော့ကြောင်းကပြင်းပြင်းလာချင်းစာဖတ်လိုက်ရမှပြီးလို့ရှိရင်ရေချိုးမိုးချိုးပြီးခါနဲ့နားတာ။တချို့ကကြတော့ပြန်လာလို့ရှိရင်နားလိုက်ရမှနားပြီးတော့မှစာကြက်တယ်။အဲဘလို့ပဲဖြစ်ဖြစ်သူတို့စာကြက်တဲ့အချိန်ကိုတတ်တတ်မှတ်လေးထားဖို့လိုတယ်ပေါ့နော်။နောက်ခါတော့ technique ပေါ့ technique ဆိုတဲ့နေရာမှာခုနကလို short memory ရတော့ဟိုပိုင်ပိုင်ပြီးမှတ်လို့ရတယ်နားနားပြီးမှတ်လို့ရတယ်ဒီ long memory ကကြတော့ short memory တွေကိုစီကစင်ကနဲ့ထက်ကထက်ကလေ့ကျင့်ဖို့လိုတယ် မှတ်ရလွယ်ဖို့အတွက်ကျမတို့ကဒီ diagram လေးဆွဲတာမျိုးအရေးကြီးတဲ့ facts လေးတွေကိုရေးထုတ်တာမျိုးလို့လုပ်ဖို့လိုတယ်ပေါ့နော်။စာအုပ်တွေထဲမှာ highlighter လို့လည်းရတယ်။ highlighter ရတဲ့အခါမှာလည်း technique ရှိတယ်ပေါ့နော်။စာအုပ်တစ်ခေါက်အရင်ဖတ်ကြည့်လိုက်ရတယ်။ဖတ်ကြည့်ပြီးတော့မှအရေးကြီးတဲ့ point တွေကိုပြန်မှတ်ရတယ်ပေါ့နော်။ဖတ်ဖတ်ချင်းကလေးမှတ်မယ်ဆိုတော့တအုံလုံးကိုဟိုမှတ်เสียရတဲ့အခြေအနေဖြစ်နေပြီးတော့ဟိုကျမတို့ငယ်တော့ဆရာတယောက်ကပြောဘူးလေ။နှုတ်စာအုပ်ကလည်းမှတ်ထားလိုက်တာဟိုစေးပုံးထဲသာအုပ်လိုက်ပြစ်ချလိုက်ပါလားဆိုအဲ့လိုမျိုးဖြစ်တတ်တယ်เนาะ။အဲ့တော့ highlight မှတ်တဲ့အခါမှာလည်းပထမတစ်ကြော့ဖတ်ကြည့်ထားဖို့တော့လိုတယ်။ ခုန episodic memory တက်မှာပါတယ်ပေါ့နော်လူတယောက်ကိုတခြင်းနဲ့တွဲမှတ်တာမျိုးမြို့နဲ့တွဲမှတ်တာမျိုးအဲ့လိုမျိုးပဲကျမတို့ကစာတွေကို mnemonic လို့ခေါ်တဲ့အတူလေးတွေကြားဆက်ပြီးတော့လဲမှတ်လို့ရတယ်ကြားဆက်ပြီးမှတ်လိုက်လို့ရှိရင်လဲကိုမှတ်ရခက်တဲ့ဟာလေးတွေမှတ်ရတာလွယ်သွားတယ်ပေါ့နော်အဲ့လိုစာတွေကိုလွယ်ကူအောင်မှတ်တဲ့နည်းတွေလေ့လာတဲ့နည်းတွေသိသွားပြီဆိုလို့ရှိရင်တော့ လေးတွေကစာဖတ်ရတာကိုမကြောက်တော့ဘူး။အော်ငါတို့ဒီလိုစာဖတ်ရင်ရနေရပါလား။နော်အဲ့စိတ်ကလေးဝင်သွားတယ်ပေါ့။စာဖတ်ကျင်စိတ်ကလေးဝင်သွားတယ်။နောက်တစ်ခုကိုထပ်ပြီးပန့်ပိုးပေးလို့ရတာကသူ့ရဲ့အဲ့ချိန်စားချိန်တွေလည်းမှန်ဖို့လိုတယ်။အဲ့ချိန်မှန်တဲ့ကလေးကသူကစိတ်ကိုကြည်ကြည်လင်လင်ထားပြီးတော့လဲစာဖတ်နိုင်တယ်။အစားအသောက်နဲ့ပတ်သက်လို့ရှိရင်လဲသူကတကြားတဲ့ပါတဲ့အစားအသောက်လေးစားပေးရမယ်ပေါ့နော်။ blueberry စားပေးလို့ရှိရင်လဲသူကမှတ်ညံအရင်ကောင်းတယ်ပြောတယ်။အဓိကကတော့ဒီ vitamin တွေကျွဲဝတဲ့အသီးနှံလေးတွေ mineral တွေကျွဲဝတဲ့အသီးနှံလေးတွေစားပေးဖို့လိုတယ်ပေါ့နော်။ နောက်တစ်ချက်မပါမဖြစ်ကတော့အားကစားဖြစ်ပါတယ်။ကလေးတွေကိုအားကစားလုပ်တဲ့ကိစ္စတွေကိုလည်းပံ့ပိုးပေးသင့်ပါတယ်။အားကစားပြုလုပ်လို့ရှိရင်ခန္ဓာကိုယ်ထဲမှာသွေးလည်ပတ်မှုကောင်းမယ်။အဲ့ဒီခါမှာအုံနောက်ကိုသွေးတန့်နေပို့ဆောင်မှုနှုံးနဲ့ကောင်းတဲ့အတွက်ကြောင့်မလို့ကလေးတွေကညံ့ရေးပို့ပြီးတော့ထက်မြက်နိုင်ပါတယ်။နောက်တစ်ချက်ကတော့စိုးရိမ်တက်တဲ့စိတ်ရှိရင်လည်း short ထားဖို့လိုပါတယ်။ စိုးရင်တက်တက်စွာဒီအတွေးများတယ်ကိုယ့်ရဲ့အုံနောက်ထဲမှာပေါ့နော်မလိုအပ်တိုင်းနဲ့လေးပင်နေရအဲ့ခါမှာအစ်စ်တီကိုထက်ထဲပို့အတွက်ခက်ခဲနေတတ်တယ်စိုးရင်စိတ်တီကိုရှော့ချပြီးတော့နော်စိတ်အေးထားတတ်ဖို့လည်းသင်ပေးရမှာဖြစ်ပါတယ်တခြားရှာဖွေတွေ့ရှိချက်တစ်ခုကတော့ relationship ကောင်းတဲ့သူတွေကမျက်ညံကောင်းတယ်ဆိုတော့တွေ့ရှိချက်ဖြစ်ပါတယ်ဒါကြောင့်မလို့ကိုယ့်အနာမှာကိုယ်ချစ်ခင်တဲ့သူတွေနဲ့ဝိုင်းဝန်းတိုင်းခွဲပြီးနေဖို့လိုအပ်ပါတယ်ထိုနည်းတူစွာပဲကိုယ့်ရဲ့ပတ်ဝန်းကျင်တကယ်ချင်းမိတ်ဆွေတွေကလည်းအရေးကြီးပြန်ပါတယ် မိစေကောင်းရှိတဲ့သူတွေမှာ memory ကောင်းနေရှိတာဖြစ်တဲ့အတွက်သူတို့ရဲ့ memory ကအမြဲတမ်းရှည်ကြပြီးတော့တည်တံ့နေမှာဖြစ်ပါတယ်။ဒီချက်တွေကလည်းကိုယ့်ရဲ့ဉာဏ်ရည်ကောင်းမွန်စေဖို့အတွက်အထောက်ပံ့ဖြစ်တဲ့အရာတွေအားလုံးပဲဖြစ်ပါတယ်။ဒီဗီဒီယိုလေးကိုကြည့်ရှုခြင်းအပြင်ကျမတို့ကသားသမီးတွေကိုစာချက်စပွဲကိုရောက်ဖို့အတွက်တလှမ်းပို့ပြီးတော့ကူညီဆောင်ရှောက်နိုင်ပြီလို့ကျမယုံကြည်ပါတယ်။အခုလို့ကျမရဲ့ဗီဒီယိုလေးကိုကြည့်ရှုဖို့ဆိုရင်တော့ Dr. Abra Thiri ဆိုပြီးတော့ YouTube မှာ share ကြည့်လို့ရပါတယ်။ကျေးဇူးတင်ပါတယ်။